အားလုံးမင်္ဂလာပါ Beyond the Sense Arsenal ကိုကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီကနေ့မှာတော့ကျွန်တော် Arsenal 2C Brandford ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးသပ်ချက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ Brandford အတင်းအကြောင်းကိုရင်ပြောမယ်ဆိုရင်တော့ Brandford အတင်းကဒီရာဒီမှာကျွန်တော်ပွဲကြိုထဲမှာရေးခဲ့တဲ့အတိုင်းပဲပေါ့နော်။သူတို့ရဲ့ပင်မကစားွက်ကဒါ၄နှစ်၃တက်ကစားွက်ဖြစ်ပေမဲ့တချို့အတင်းကြီးတွေနဲ့တွေ့ပြီဆိုရင်သူတို့က၅ရောက်တန်း၅ရောက်တန်းခံစင်းတဲ့အတူ၅၃နှစ်ကစားွက်နဲ့ရင်ဆိုင်လေးရှိတော့တွေ့ရတယ်။ဒီရာဒီမှာတော့သူတို့ကြီးချောက်ကြီးတဲ့အကြီး၄သိန်း အသင်းကြီး၄သင်းနဲ့တွေ့ပြီးတဲ့အချိန်ဒီမှာဒါမန်ယူနိုက်တက်နဲ့လီဗာပူးအသင်းကိုပဲ၄ယောက်တန်းနဲ့ရှင်ပြန်ကစားခဲ့ပြီးတော့ဒါချယ်ဆီနဲ့မန်ချက်စတာစီးတီးကိုတော့သူတို့၅ယောက်တန်းနဲ့ရှင်ပြန်ကစားဖို့တွေ့ရတယ်။ဒါကြောင့်မလို့သူတို့ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်သူတို့ကဟိုကိုရှင်ပြိုင်နိုင်မယ်လို့ထင်ရတဲ့ကိုအသာကြီးရနိုင်မယ်လို့ထင်ရတဲ့အသင်းတွေနဲ့တွေ့ရင်၅ယောက်တန်းခန့်စစ်ကိုအာ၄ယောက်တန်းပုံစံနဲ့တုံးပြီးတော့ကိုထက်ပို့ပြီးတော့ဒါဘောလုံးပုံကိုင်မယ်ဒါကိုကခန်းစစ်ပုံကစားမယ်လို့တွေးတဲ့အတင်းနေနေဆိုရင်တော့9ယောက်တန်းခန်းစစ်နဲ့ကစားတာကိုတွေးရတယ်။ဒါပေမဲ့ထူးထူးခြားခြားပဲသူတို့ဒါ6ယောက်တန်း နောက်တန်းနဲ့ကစားခဲ့တဲ့ဒါအသင်းကြီးပွဲစဉ်တွေဖြစ်တဲ့ United တို့ Liverpool တို့ပွဲစဉ်တွေမှာသူတို့အနေနဲ့နိုင်ပွဲနှစ်ပွဲပုံဖော်နိုင်ခဲ့ပေမဲ့မန်ယူတန်ခံစင်းတဲ့ကစားတဲ့အနေအထားမှာတော့ Chelsea ကိုတည်ရင် Man City ကိုအရှုံးခုဒီနေ့ည Arsenal နဲ့2-0နဲ့အရှုံးဆိုပြီးတော့တပွဲမှနိုင်ပွဲများရှိသေးတာဖြစ်တယ်ဒါပေမဲ့ထူးထူးခြားခြားပဲမန်ယူတန်ခံစင်းတဲ့ခံကစားတဲ့ပွဲစဉ်တိုင်းမှာသူတို့ကတခြားအသင်းတွေကိုဒါအပြတ်သက်ဒါရလက်ဆိုးရခဲ့တာတော့မဟုတ်ဘူး ဒီနေ့ပွဲစဉ်ကြမှာပဲသူတို့အနေနဲ့ကဒါအာဆင်နယ်ကိုဒါရလက်ဒါဂိုးနှစ်ဂိုးဆိုအနည်းငယ်တော့ဂိုးပြတ်တာပေါ့နော်နှစ်ဂိုးပြတ်နဲ့ရှုံးနေကြတာဖြစ်တယ်ကျွန်တော် expected goal ကိုကြည့်မယ်ဆိုရင်လည်းအာဆင်နယ်နဲ့တွေ့တဲ့ပွဲစဉ်မှာသူတို့က1.77အထိ expected goal ပေးခဲ့ရပြီးတော့မန်စီးတီးနဲ့တွေ့ခင်တော့သူတို့0.7ပဲပေးခဲ့ရတယ်ဆက်စီနဲ့တွေ့စမှာလည်းသူတို့2-2တည်းရောက်ပြီးမဲ့1.2ပဲပေးခဲ့ရတော့တွေ့ရတယ်ဒါကြောင့်မို့လို့ဘာဖြစ်ပြောအာဆင်နယ်အသင်းက ဒီနေ့ပွဲစဉ်မှာကိုတင်းကဒါလူမဆုံသည့်တိုင်အာ rotation ရဲ့ကစားသည့်တိုင်ပွဲပန်းနေသည့်တိုင်ဒါ Brentford ရဲ့ဆိုရင်ကျွန်တော်တရက် short ပြီးတော့နားခဲ့ရတယ်ပွဲပန်းနေသည့်တိုင် တော်တော်လေးကိုဒါကောင်းတဲ့ခြေစမ်းမျိုးအာဆင်နယ်တင်းပိုင်ဆိုင်နိုင်ခဲ့တော့တွေ့ရတယ်ဆိုအာဆင်နယ်တင်းရဲ့ဘက်ခြမ်းကိုကြည့်မယ်ဆိုရင်အာဆင်နယ်တင်းကဒီနေ့ပွဲစဉ်မှာတိတိတသားကိုဒါ rotation အများစွာပြုလုပ်ထားတွေ့ရတယ်အထူးသဖြင့်အာကျွန်တော်ညာချမ်းဘက်ပေါ့နော်ပုံမှန်အဖြစ်အခုနောက်ပိုင်းပွဲစဉ်တွေမှာညာချမ်းမှာဆိုရင်ဒါ Timber ဒီ SC စာကာ၃ယောက်ကအမြဲလိုလိုပေါ်ထွက်လေးရှိပြီမဒီနေ့မှာတော့ကျွန်တော်ဘန်ဝှိုက်အိုဒီကတ်မာတိုခေဆိုပြီးတော့၃ယောက်လုံးကြီးကိုကျွန်တော်ဒါပြောင်းလဲလုပ်ပြီးတော့ပေါ်ထွက်လာတွေ့ရတယ်ဘန်ဝှိုက်နဲ့အိုဒီကတ်ကတော့ကျွန်တော်အရင်ကနေကဒါရေရှည်တွဲကစားခဲကြတဲ့သူတွေဖြစ်တဲ့အတွက်အထွေထူးထူးတော့ပြဿနာရှိနိုင်မှာမဟုတ်ဘူးဆိုတာသိပေမဲ့ဒါရှေ့ရမာတိုခေနေနဲ့ကဒီကစားမရည်နဲ့ကောင်းအောင်တွဲနိုင်ပါမလားဆိုတာကျွန်တော်အနေငယ်စိုးရင်ခဲ့ရပေမဲ့တော့ဒီပွဲစဉ်ထဲမှာတော့မာတိုခေကလည်းဒါမဆိုးလာတဲ့ခြေလှမ်းပေါ့နော်အထူးသဖြင့် ထားဘယ်တောင်မှန်ကမာတင်နယ်လီချက်ဆိုင်ရင်တော့ဒါပူကောင်းတဲ့ခြေစွမ်းပူကောင်းတဲ့ impact တစ်ခုကိုပြသသွားတာတွေ့ရတယ်။ဘာဖြစ်ဖြစ်ဒါဒီခြေနဲ့ကတော့ဒါပူကောင်းစာကရဲ့နေရာကိုချင်းချောက်နိုင်မဲ့နေရာလူပတ်ဖြစ်လာနိုင်မဲ့အနေအထားမျိုးထိတော့မရောက်သေးဘူး။မာတူခင်နေနဲ့ပူပြီးတော့စူးစမ်းရမယ့်ဘိုင်းတွေရှိသေးတယ်အထူးသဖြင့်ဟို and brother အပိုင်းဒီပေါ့နော်မာတူခင်နေနဲ့ဒါဂိုးတွေ assist တွေကိုရဖို့အတွက်နောက်ဆုံးပိတ်ဒါအဆုံးသက်ကန်ချက်တွေအဆုံးသက်ဆုံးဖြတ်ချက်တွေမှာပို့ပြီးတော့ဒါတိကျဖို့ပို့ပြီးတော့မှန်ကန်ဖို့လိုသေးတယ်ဟို အရှင်းရှင်းပြောရင်ဒါ flare တွေတချို့ဒါ dribbling တွေတချို့ skill တွေမှာတော့ဘူကောက်ဆာကထက်ပိုတာတယ်ဒါပေမဲ့ဘူကောက်ဆာလည်းမသာဘူကောက်ဆာကကလုံးဝကိုဒါတက်ရက်တယ်တိကျတယ်သူ effective ပေါ့ efficiency ပိုကောင်းတဲ့ကစားမအနေနဲ့မြင်ရတယ်မောက်ထူကင်နေနဲ့ဒီအပိုင်းကြီးသာဘူကောက်ဆာကဒီရအနီးကပ်ဒါသင်္ကန်းယူပြီးတော့ပြင်ဆင်နိုင်မယ်ဆိုရင်တော့ဒါဘူကောက်ဆာကထက်ပိုပြီးတော့ level တစ်ဆင့်ပိုမြင့်တဲ့ကစားသမားမျိုးဖြစ်လာနိုင်တဲ့ potential တခုတော့ရှိတယ်ဒါပေမဲ့အခုအနေထားရတော့ဒါနည်းနည်းတော့ ဒါလူလူသေးရလို့ကျွန်တော်သုံးသက်ရတယ်ဒါတစ်ပိုင်းပြီးပြီးနောက်ထပ်တစ်ပိုင်းကိုကျွန်တော်ချီးကျူးတင်တာကတော့ဒီပွဲစဉ်မှာအဓိကမဖြစ်မနေချီးကျူးရမယ်မီခဲမယ်ရီနိုပေါ့နော်ကျွန်တော်တို့ကဒါအာဆင်နယ်အသင်းမှာဒါဒက်ကလန်ရိုက်စ်တို့ဒါပွဲပန်းနေပြီးပွဲတိုင်းနှိပါသုံးနေတယ်ဘာညာပြောနေပေမဲ့တကယ်တော့မီခဲမယ်ရီနိုကလည်းတကယ်လို့တော်တော်လေးပွဲပန်းနေကစားမနေပါတယ်အာဆင်နယ်အသင်းရဲ့နောက်ဆုံး၅ပွဲဆက်ကျွန်တော်တို့ဒါစလာဗီးယားပရက်နီယာဆက်ပြီးစလာဗီးယားပရက်စန်ဒါလန်အပြီးရင်ဒါအခုပြီးခဲ့တဲ့၃ပွဲပေါ့နော်အသင်းကြီး၃ပွဲဒီ၅ပွဲလုံးဇက်တိုက်ကိုမီခဲမယ်ရီနိုက ါပွဲချင်းပြေကစားခဲ့တာဖြစ်တယ်။စပားနဲ့ပွဲချင်းတပွဲပဲသူ88မိနစ်နဲ့လူစားလဲခဲ့ရတာ။ကျန်တဲ့ပွဲချင်းတွေအကုန်လုံးပွဲချင်းပြေကစားခဲ့တာဖြစ်တယ်။ဒါ Declan Rice လိုပဲပေါ့။ဆိုတော့ကျွန်တော် Declan Rice ကပွဲပန်းနေပြီးပင်မန်းနေပြီးလို့ထင်ရပေမဲ့ Kemery တို့ကလည်းတကယ်ကိုပွဲပန်းနေကစားမှဖြစ်တယ်။ဒါပေမဲ့ဒီကစားမကိုကြည့်လိုက်ရင်လုံးဝကိုဒါပွဲပန်းနေတဲ့ပုံစံမျိုးဒါခြေတော့ကခြေတော့တည်းကပင်မန်းနှွမ်းနေတဲ့ပုံစံမျိုးလုံးဝလုံးဝမတွေ့ရဘူး။တကယ်ကိုအကောင်းဆုံးပွဲပြီးရတဲ့ ठी ကိုဒါညံ့ညံ့ညွန်ညွန်နဲ့အကောင်းဆုံးကစားသွားတာကိုတွေ့ရတယ်။ဒီအပြင်ဒီပွဲစဉ်မှာမီခဲမရီနိုပြခဲ့တဲ့ခြေစွမ်းကကျွန်တော်အနေနဲ့တကယ်ကို ဒါမီခေမေရိုဒီလိုမျိုးကန်တက်ပါလာလို့မထင်ရတော့အောင်ကိုကောင်းကင်ရဲ့ခြေစမ်းမျိုးပြခဲ့တာဖြစ်တယ်။အထူးသဖြင့်သူ့ရဲ့ယုံကြည်မှုပေါ့ယုံကြည်မှုကအမြင့်ဆုံးကိုရောက်နေတဲ့အနေအထားကိုကျွန်တော်မီခေမေရိုတွေ့ရတယ်။ဆိုတော့ယုံကြည်မှုကအမြင့်ဆုံးရောက်နေတဲ့အနေအထားမှာလုံးတမျှရွှေဖြစ်နေတယ်လို့ပြောရမှာပေါ့။ဘာလို့လဲဆိုရင်ဒါမီခေမေရိုကိုကျွန်တော်နောက်တန်းကိုစင်ကန်တဲ့ဘောလုံးနေချိတ်ဆက်ယူတယ်။သူ့ကိုဘောလုံးပေးပြီဆိုရင်သူ့အနေနဲ့ကဟိုအရင်တော့လိုမျိုးအရင်တော့သူ့ဘောလုံးပေးပြီဆိုရင်အတန်ပြပေးလိုက်တာမျိုးတွေကိုးစီရဘောလုံးပြတ်သွားမှာစိုးရိမ်နေတဲ့အတွက်ပေးလိုက်တာမျိုးတွေကြော်ပြီးဆိုရင်လည်းမလို့မကျွတ်တယ် ပြီးတော့ body fake နာနေရလဲဟိုသူကိုယ်တိုင်ရောက်ကိုရှင်းပြောရင်တခြားတယောက်ကို body fake မယ်ဆိုရင်ကိုကိုယ်တိုင်ကဆုံးဖြတ်ချက်ကပြတ်သားနေမှာဖြစ်မှာဒီဘက်ကို fake လိုက်တာနဲ့ဒီဘက်ကိုတန်းသွားဖို့ဆိုရင်ဆုံးဖြတ်ချက်ကပြတ်သားနေမှာရပါအရင်ကနေကဒါပေမဲ့သူကိုယ်တိုင်ကအရင်ကနေကဒါယုံကြည်မရှိတော့ဆုံးဖြတ်ချက်မပြတ်သားနေနေထားမှာ body fake နဲ့အလုံးနေရလဲမကျွတ်မလွတ်နဲ့ဘောလုံးပြတ်တာတွေပြီးရင်လူလေးကထိလိုက်တာနဲ့လဲပြီးတော့ဒါပြည်တံပေါ်ရောက်ယူတတ်တာတွေဒါရေးကြောင့်မလို့မီခရမင်တွေလုံးဝလုံးဝကိုကျွန်တော်အားမရဘူးဒါပေမဲ့မင်းညပွဲမှာတော့လုံးတမျှဖြစ်တော့တွေ့ရတယ်သူ့စီဘောလုံးရပြီဆိုရင်အလော်ဒဂျီနဲ့ပြန်ပေးတော့မဟုတ်ဘူး တစ်ချက်လောက်လေသူထိန်းလိုက်တယ်ထိန်းပြီးတော့အခြေအနေကြည့်ပြီးမှသူ့စီကအကောင်းဆုံးဒါ option ပေါ့နော်အကောင်းဆုံးဘယ်လိုပုံစံမျိုးနဲ့အကောင်းဆုံးအမ်လမ်းကြောင်းကိုထွက်မလဲဆိုတော့ရွေးပြီးမှသူပေးတော့တွေးရတယ်ကျွန်တော်ဒီနေ့ဒီနေ့မှဒါဆက်ဆက်ပြီးကျွန်တော်ဟိုဘယ်လိုပြောမလဲတွေးမိတာပေါ့တွေးမိတာအရင်တော့ဆိုကျွန်တော်တို့ဒါ Guando Wan Master City က Guando Wan ကောင်းစဉ်က Guando Wan ကိုဒါဘာစလိုနာတင်းကခေါ်ခဲ့တယ်ဘာလို့ခေါ်လဲဆိုရင် Grand One ကိုကျွန်တော် stage တွေအရာကြည့်မယ်ဆိုရင် Grand One ကဥမာသူ့စီဘောလုံးရပြီဆိုရင် သူကဟိုမှာ option က၅ခုရှိရထားပါတော့သူဘောလုံးရပြီဆိုရင်ဆွဲပြေးမလားနောက်ကိုပြန်ပြေးမလားဘေးကိုပြေးမလားရှေ့ကိုပြေးမလားဟိုဘက်ကိုဒါ site change မလားဒီလိုမျိုးရေးသူမှာ option ၅ခုလောက်ရှိရဆိုရင်အဲ့ option တွေတဲကသူကတကယ်ကိုအကောင်းဆုံးအလုံးတင်ဆုံး option ကိုပဲသူရွေးရရွေးတာများတယ်ဆိုပြီးလောက်တာများတယ်ဆိုပြီးတော့သူ့ကိုသူ့ကိုဒီ step တွေဒီ AI တွေကနေဒါဖော်ပြလေးရှိကြတယ်ဖော်ပြဖော်ပြကြတယ်အဲ့လိုပဲဒီနေ့ Merino မှာတွေ့ရတဲ့ခြေစမ်းမျိုးကလည်းသူဘောလုံးရပြီဆိုရင်သူ့စီကပေးတဲ့ option ကကျွန်တော်မထင်သားရတော့အောင် လုံးဝကိုဒါအကောင်းဆုံးအဖြစ်အပျက်ဆုံး option တွေဖြစ်နေတာများတယ်။ဒါရှေ့ကိုပေးလိုက်တဲ့လုံးတွေ progressive ပေးလိုက်တဲ့လုံးတွေပြီးရင် site ချင်းလိုက်တဲ့လုံးတွေဘောလုံးကလူကြောင်းနဲ့ညှင်းနေပြီဆိုရင်တရားတော်လေးလှည့်ထွက်လိုက်တာနဲ့ကျွတ်သွားမယ် ACC ဒါလမ်းကြောင်းတွေပွင့်သွားမယ်လုံးတွေမျိုးသူလုံးဝမှန်မှန်ကန်ကန်တက်တက်ရဲလုံးနိုင်တယ်တော့တွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာလည်း force 9အနေနဲ့ဒါတိုက်စစ်မှုအနေနဲ့ကစားချိန်မှာတကယ်ကိုပန်ဟွားရဲ့ဒါဖြတ်တင်ပေးမှုကအရင်ကြီးဒါမကောင်းသည့်အတိုင်အောင် သူ့ရဲ့နေရာယူမှုကဒါနောက်တန်းရဲ့တစ်ဖက်ခံစားမှရဲ့နောက်ကနေ းထိုးထွက်လာပြီးတော့ခေါင်းကိုလုံးဝတစ်ချက်ထောက်ပြီးတော့အပိုင်းဟိုတိုက်သွားတာပုံမှန်တိုက်စစ်မှုတွေမှာတောင်မှအာလှုပ်ဖို့ပေါ့နော်တချို့တကယ်ခဲရင်တဲ့အဆုံးသက်မှုမျိုးဒါနေရာဝင်မျိုးကိုကျွန်တော်မိခင်မေနိုစီကတွေ့ခဲ့ရတယ်ဒီအပြင်ဒါဒက်ကလိုက်ထွက်သွားပြီးတော့ left number 8အနေနဲ့ကစားတဲ့အနေအထားမှာလဲဘူကောက်ဆာကာအတွက်အကောင်းဆုံးဒါပြေလည်ချောင်းကြီးကိုထိုးပေးပြီးတော့အကောင်းဆုံးအနိုင်သေးချာစီမဲ့အလုံးကိုဒါ assist ဖန်တီးပေးသွားဖြစ်တယ်မှန်တမ်းပြောရင်ကျွန်တော်အနေနဲ့မင်းညားကပွဲစဉ်မှာတေချာပေါက်မိခင်မေနိုကဒီ ် player of the match စုကိုရမယ်လို့ထင်ခဲ့တာဒါပေမဲ့ဒါဘန်ဟွိုက်ရတော့လည်းမစိုးပါဘူးဘန်ဟွိုက်လည်းဒါတကြောပြန်လာတဲ့အချိန်မှာ clean sheet ရတယ်ထက်ခဲစရီကောင်းတယ် assist တစ်လုံးဖန်တီးပေးတယ်ဘန်ဟွိုက်လည်းထိုက်တယ်ပါဒါပေမဲ့ကျွန်တော်တို့ကတော့ဘန်ဟွိုက်ရဲ့အစာရင်ကျွန်တော် Mikel Merino ကိုပို့ပြီးတော့မင်းညပွဲစဉ်မှာဒါပေးခြင်းတယ်ဒါတစ်ချက်ဒီအပြင်ဒါ Mikel Merino ရဲ့ဒါကစားအားကဘာလို့မကြလဲဆိုတော့ကျွန်တော်တစ်ချက်ထပ်ပြောခြင်းတယ် Mikel Merino ကတကယ်တော့ ဟိုဘန်ဝိုက်ဟိုဒက်ကလန်ဝိုက်2လည်းဒါညံရီမြင်ပါတယ်ကောင်းလေကောင်းလေဆိုတော့ဒက်ကလန်ဝိုက်2ကကျတော့ဘယ်လိုကောင်းလဲဆိုရင်ညံရီရောခွန်အားရောအလုံးစုံကိုပေါင်းပြီးတော့ဆက်ပြီးတော့တုံးတာမီခရီနိုမီရီနိုကကျတော့ခွန်အားကိုလျှော့ပြီးတော့ညံရီကိုပုတ်ပြီးတော့တုံးကစားတာဥမာအားဖြင့်သူ့အနေနဲ့ကဟိုမဘောလုံးတစ်လုံးပေါ့ဘောလုံးသူကဒက်ကလန်ဝိုက်2ကကျတော့ဘယ်ဘောလုံးမစုံမသူ့တရားဘောလုံးပြတ်သွားပြီဆိုရင်ဘောလုံးလွတ်သွားပြီဆိုရင်သူ့ရဲ့ဇုံကိုကာဘာလို့ဖို့အတွက်ဘယ်တော့မစုံသူကပြန်ပြေးတာ အလုံးတိုင်းပြည့်တယ် technology တို့အလုံးတိုင်းအလုံးတိုင်းဟိုအဲ့ဘောလုံးကအနေရရှိရှိအနေရမရှိရှိတူတာဝန်သူမလစ်ဟင်းရအောင် technology တို့ကလုံးဝ safe ဖြစ်အောင်ဟိုအမြဲတမ်းဟိုဘယ်လိုပြောမလဲ back ကိုပြန်ပြေးတယ်ပေါ့ဒါပေမဲ့ make menu ကကြာအဲ့လိုမဟုတ်ဘူး။ तू ကသူ့စီကဘောလုံးတွေပြတ်ပြီးဒါမှမဟုတ်အခြားပြန်ဘက်ကတိုက်စစ်တွေအလုံးတွေဆင်းပြီဆိုရင် तू ကဒီနေရာကို तू သွားတင်လားဟိုနေရာကို तू သွားတင်လား तू အရင်စဉ်းစားတယ်။ तू အလုံးတိုင်းမပြေးဘူး။ ဟိုတိတ်အာအနေမပြားလောက်ဘူးဒါဒီလမ်းကြောင်းကြီးကမဖြစ်နိုင်လောက်ထင်တယ်လို့ဆိုသူကလွတ်ထားတယ်ဒါမပြေးတော့ဘူး तू तू သွားမလို့ဘူးဒါပေမဲ့လုံးဝဒီလုံးဝတော့ तू လိုက်ကိုလိုက်ရမယ်ဒီနေရာကိုသွားအောင်သွားမယ်ဆိုတော့ तू ပြေးတယ်ပြောချင်တာကဒီလိုမျိုးဒါပွဲဆက်တွေကစားချိန်တွေအရင်များလာတဲ့အနေအထားမှာပွဲပန်းလာတဲ့အနေအထားမှာမေမခင်မေရီတို့တုံးတဲ့ဒါပုံစံရလဲဒါ technical skill ပိုင်းရလဲမစိုးလို့ပြောလို့ရတယ်ဘာလို့လဲဆိုရင်တကယ်လို့ဟိုဘက်တင်းကမထင်မထက် အလုံးမျိုးလုတ်သွားရင်တော့ဒါမိခင်မင်းမျိုးပေါ့ပေါ့တယ်ခါညာပြောနိုင်ပေမဲ့ဒီဒီလိုမျိုးအနေထားသူကိုယ်တိုင်လည်းပြင်ပနေနေထားမှာတော့ဒီလိုမျိုးခြွေတာပြီးတော့ကစားခြွေတာပြီးတော့ကစားတဲ့ပုံစံမျိုးလည်းမဆိုးဘူးအလုံးနိုင်မသွားဘူးတကယ်ဖြစ်တဲ့နဲ့သွားတဲ့နဲ့အနေထားမျိုးမှာသွားတယ်တိတ်ကိုဘက်က အာမလူလောက်တဲ့အနေအထားမျိုးသူမသွားလိုက်ဘူးအာဒီလိုမျိုးလေးမိခွေမျိုးကြီးမှာတွေ့ရတယ်ဒီပြင်တိုက်စစ်မှာနေရာယူတဲ့အနေအထားတွေမှာလည်းလုံးဝကိုလိုအပ်နေတဲ့နေရာတွေမှာသူအများနဲ့လူလူနေနေရာနိုင်တော့တွေ့ရတယ်ကျွန်တော်ထင်တယ်အာမိခေအာမိခေအဒီတာအနေနဲ့ကန်ဟာဘက်ကိုကစားသင့်တဲ့ပုံစံကမိခေမေရီနိုလိုပုံစံမျိုးဖြစ်နေမယ်ဒါပေမဲ့ကန်ဟာဘက်အနေနဲ့ကဟိုကွင်းလယ်မှာအခုမိခေမေရီနိုလိုမျိုးဒါဒီ central midfield ရော defensive midfield ရောမကစားခဲ့ဘူးတဲ့အတွက်ဒီလိုမခင်မင်းတို့နေရာစုံမျိုးလိုက်ကစားဖို့ကတော့ လိုအောင်ပဲဒါပေမဲ့တိုက်စစ်မှာကတော့ main unit ဆိုင်ရင်ကန်ဟာဘက်ကပို့ပြီးတော့ဒါ intelligence ပို့ဖြစ်တယ်ပို့ပြီးလုံရီကိုင်ရေပို့ရှိတာမှန်ပေမဲ့ဒီလိုမျိုး all round player တကယ် mikhail adita လိုချင်တဲ့ first time complete player မျိုးဆိုရင်တော့ mikhail merino ကအများစွာတာလုံနေတာတွေ့ရတယ်ခံရဘက်နေနဲ့ mikhail merino ဇာတ်နေအများကြီးဒါသင်ခန်းစာရင်တော့မျှော်လင့်နေဒါတော့ mikhail merino အကြောင်းပေါ့တခြားဥပအောင်ခြုံကြည့်ရရင်တော့ကျွန်တော်အာဆင်နယ်တင်းနေနဲ့မင်းး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  ဟိုတလုံးပြီးတလုံးတလုံးပြီးတလုံးဖိတိုက်နေရပြောမဟုတ်ပေမဲ့ဒါရတဲ့အခွင့်အရေးကနေဒါတေချာတဲ့အနိုင်ကိုတွေကိုတွန်းနိုင်တယ်တွေ့ရတယ်အခုနောက်ပိုင်းအာဆင်နယ်ရဲ့ဂိုးတွေကိုကြည့်မယ်ဆိုရင်အခွင့်အရေးများများဆဆမရပေမဲ့ရတဲ့အခွင့်အရေးလေးကိုတတက်ရရတိတိကျကျနဲ့အဆုံးသတ်နိုင်တဲ့အလုံးတွေကိုကျွန်တော်ပို့ပြီးမြင်လာတယ်ဒါလည်းကောင်းတဲ့အချက်တစ်ခုပဲဒီပြင်ဒီမရတာကြာရဖြစ်တဲ့ဒါခန်စစ်ကလည်း clean sheet ကိုဒီနေပွဲစဉ်မှာပြန်ရလာခဲ့တယ်ဂိုသမဒီဗီရိုယာရဲ့အမကန်ဆန်းဆောင်ကြီးကလည်းတကယ်ကိုဒါ clean sheet နဲ့ထိုက်တန်တဲ့ lesson မျိုးပြသနိုင်ခဲ့တာဖြစ်တယ်ပေါ့နော် ဒါပေမဲ့ဒါအဆိုးတွေကအကောင်းနဲ့အဆိုးဆိုဆိုလိုပဲအဲတချို့ကျွန်တော်တို့ဒီခန့်စစ်မှာအထင်ကပြဿနာများနေသည့်တိုင်တကယ်ကို touch white cb သုံးနေရသည့်တိုင်မှာဒီ touch white cb ကလည်း mock software ကလည်းအထင်ကနိုင်ငံရသွားတယ်ဆိုတော့သူ့ရဲ့ဒဏ်ရာဘယ်လောက်ထိပြင်းထန်မလဲဘယ်လောက်ထိနားမလဲအာ mechanic တွေကတော့အသိစားမသိသေးလို့ပြောသွားတယ်ဒါပေမဲ့နောက်ပွဲစဉ်တွေမှာဆိုရင်တော့ဒီမော်စကွာရဲ့ဆိုင်ဒါဆာလီဘာကတော့ပြန်ပါလာနိုင်ဖို့နှီးစက်လာမယ်လို့ထင်ရတယ်။ဘာပဲပြောပြောဒါအာဆင်နယ်တင်းမာကဒီခံစစ်တိုင်းတစ်လျှောက်လုံးကဆိုရင် ဟိုဒီ band white တင်ပါအစအကုန်လုံးကဒီဘက်ကလည်း clara fury အစဒီ center back ရောဒါတကယ်ဒီ full back တွေမှာရောနေရာစုံကစားနိုင်တဲ့ဒါ personal player တွေအရင်များပြားတဲ့အတွက်ဟိုအရင်ကြီးတော့စိုးရင်စရာတော့မရှိသေးဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့တော့စိုးရင်တော့စိုးရင်လာရပြီပြန်ပြီးတော့ဒါကိုကစားမလေးပြန်တက်တာလာရင်တော့အကောင်းဆုံးပေါ့ဒီပြင် declan rice ကလည်းဟိုဒံယာကဟိုအရင်မပြင်းထန်ပဲနဲ့ဒါဒီပွဲပန်းမှုကြောင့်မို့ fatigue ကြောင့်မို့ရသွားတဲ့ဒံယာဖြစ်ပါသေးလို့ပဲကျွန်တော်တို့ဆူထောင်းမိတယ်ဒါပြီးတော့ arsenal တင်ရတော့အခုချိန်မှာအားလုံးဒါ ဟိုပွဲချက် ကာလာစားတဲ့အချိန်မှာဒါဖီးယားဝင်လာပြီးလို့ထင်ရတဲ့အချိန်နေထားမှာကစားသမားဒဏ်ရာနေထားတဲ့ပွဲပတ်မှုတွေများလာတဲ့နေထားမှာဖြစ်ပေမဲ့အမှားရမရှိဒါအနိုင်သုံးမဲ့အတူမန်စတာစီးတီးတင်းကိုအဆင့်တက်ကနေ၅ဘက်ဖြတ်ပြီးတော့ဆက်ပြီးဥဆောင်သွားနိုင်ခဲ့ပြီးနောက်ပတ်ပွဲစဉ်ကတော့တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မှသေးကြတယ်အက်စတန်ဗီလာအက်စတန်ဗီလာတင်းကခုနောက်ဆုံးပွဲစဉ်ကျွန်တော်ထင်တယ်၁၄ပွဲလောက်မှာ၁၂ပွဲနိုင်ထားတဲ့အသင်းချင်းတယ်ဒါကြောင့်မို့လို့အက်စတန်ဗီလာလေးရဲ့ပွဲစဉ်ကတော့ဒီရာဒီမှာနောက်ထပ်ဒါဆန်းသက်ချက်တစ်ခုဖြစ်လာမယ်ဒီဒီဇင်ဘာပွဲချက်ဒါပွဲဆက်များတဲ့ကာလာထဲမှာ ဒါအခက်ခဲဆုံးပွဲတော်ဖြစ်လာနိုင်တယ်။အခုကတော့ဒါ Brandfoot ဒါအာဆင်နယ်2-0ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးအပွဲပြီးသုံးချက်ကိုပြုလုပ်ပေးသွားဖြစ်ပါတယ်။အားလုံးတခြားအမြင်နဲ့ရှင်ရင်လည်းဒါ comment မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။